Spybel game တွေဆော့ရတာတခြား game တွေဆော့ရတာထက် chill ဖြစ်တယ်လို့စိတ်ဝင်စားစရာကောင်းတယ်လို့တော့ admin အမြဲတမ်းခန်းစားရပါတယ်။ဘာလို့လဲဆိုတော့ကိုမသိတဲ့အရာတွေအများကြီးရှိနေတယ်လို့ရှာဖွေလို့ရလာတဲ့ပစ္စည်းတွေကိုသုံးပြီးအယမ်းပျော်ရတဲ့ feeling တွေကို Spybel game တွေကကောင်းကောင်းကြည့်ပေးနိုင်လို့ဖြစ်ပါတယ်။ကဲဒီတော့ဒီနေ့မှလည်း offline Spybel game တွေနဲ့ online Spybel game တချို့ကို top 10 pass အနေနဲ့လောက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။ subscribe လုပ်ရတဲ့လောက်ခဲ့ပေးပါနော်ဒါဆိုရင်တော့ start လိုက်ရမှာရှင် number 10 lost future lost future ဟာကဘာပြတ်ပြီးနောက်ပတ်ဝန်းကျင် post apocalyptic ကိုနောက်ခံထားတဲ့ survival action game တစ်ခုကိုမှ open world လည်းဖြစ်ပါတယ်ဒီ game မျက်မှောက်ကစားသူဟာမြို့ပြအပျက်စီးတွေစွန့်ပစ်ထားတဲ့စက်ရုံတွေကိုစူးစမ်းရှာဖွေပြီးရှင်သန်ဖို့အတွက်ပစ္စည်းတွေစုဆောင်းရတဲ့စိန်ခေါ်မှုကိုရင်ဆိုင်ရမှာဖြစ်ပါတယ် ဂိမ်းပလေးကတော့ crafting ပစ္စည်းဖန်တီးခြင်း resource management အရင်းမြစ်စီမံခန့်ခွဲခြင်းနဲ့ရန်သူတွေနဲ့တိုက်ခိုက်ခြင်းတို့ပါဝင်ပါတယ်။ 3D graphic တည့်ရက်ခြင်းနဲ့စိတ်လှုပ်ရှားဖွယ်ရှင်သန်မှု action တွေကြောင့်ကစားရတာဆွဲမှတ်စရာကောင်းပါတယ်။ offline မှာပဲကဘာပြက်ကက် spyber action ကိုအပြည့်အဝခန်းစားချင်သူတွေအတွက် loss future ဟာကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုလို့ဆိုလို့ရပါတယ်။ number 9 dismander dismantle ဟာ spy ball နဲ့ destruction ဖြက်စီးမှုကိုပေါင်းစပ်ထားတဲ့ထူးခြားတဲ့ open world game တစ်ခုဖြစ်ပါတယ်။ဒီ game ရဲ့အတ ିକ ဆွဲဆောင်မှုကတော့ပတ်ဝန်းကျင်ရှိအရာဝတ္ထုအလုံးနီးပါးကိုဖြက်စီးပြီးအရင်းအမြစ်များဖြင့်ပြောင်းလဲယူနိုင်ခြင်းပဲဖြစ်ပါတယ်။ကစားသူဟာ mysterious iceland ပေါ်မှာရှင်သန်ရပြီး crafting, base building, အခြေစိုက်စခန်းစောက်လုပ်ခြင်းနဲ့ စွန်ပီးတွေလိုရန်သူများကိုတိုက်ခိုက်ရင်လေးဝက်ချက်တွေကိုဖော်ထုတ်ရမှာပါ isometric view နဲ့ 3D graphic တွေကကစားရတာကိုပျော်ရွှင်စေပြီးဖြည့်ဆည်းမှုရဲ့ပျော်ရွှင်စရာကိုပေးစွမ်းနိုင်ပါတယ်။ offline မှာပဲစိတ်ကြိုက်ဖြည့်ဆည်းဆောက်လုပ်ပြီးစူးစမ်းရတဲ့ spy ball action ကိုခန်းစားချင်နေဆိုရင်တော့ဒါဟာရွေးချယ်တဲ့ game ပါရှင်။ number 8 tomorrow spy ball RPG tomorrow ဟာ RPG role playing game element များစွာပါဝင်တဲ့ spy ball shooter game တစ်ခုဖြစ်ပါတယ်။ တီကင်းမှာကြိုမွားတန်တဲ့ပြီးကဲယောဂါကြားရောက်နေတဲ့အနာကက်ကဘာကိုနောက်ခံထားပြီးကစားသူဟာရှင်တန်ကြံရစ်သူစပိုက်ဘောဖြစ် resource အစုဆောင်တာစက်ကောင်ရဲ့စွမ်းရည်တွေကိုမြင့်တင်တာနဲ့မစ်ရှင်တွေပြီးမြောက်အောင်လှုပ်ဆောင်တာစားတဲ့လှုပ်ရှားမှုတွေလုပ်ရပါတယ်။ Quest system များ weapon upgrade များနဲ့စိတ်လှုပ်ရှားဖွယ်ဆက်လန်းတို့က gameplay ကိုနှက်ဆိုင်စေပါတယ်။ third person shooter ပုံစံနဲ့ကောင်းမွန်တဲ့ 3D graphic တွေကြောင့်ကစားရတာဆွဲလန်းစေပါတယ်။ဇလန်းကောင်းကောင်းနဲ့ RPG Spyro Action ကိုခံစားချင်သူတွေအတွက်သင့်တော်တဲ့ game တစ်ခုပါရှင်။ Number 7 Art Revival LCI FI Spyro Open World Art Revival ဟာအနာဂတ် LCI FI Spyro Open World game တစ်ခုဖြစ်ပြီး အနာဂတ် SCIFI Spyber Open World Game တစ်ခုဖြစ်ပြီး Console Level Graphic တွေကို Mobile ပေါ်ကိုတည်ဆောင်လာတဲ့ Game တစ်ခုပါဒီ Game နဲ့မှာကစားသူဟာဂျိုသားတွေရဲ့ကျူးကျော်မှုတန်ခံရတဲ့ကဘာမှာရှင်သန်ရပြီး Build, Crafting, Exploration စတဲ့ Element တွေကိုလှုပ်ဆောင်ရမှာဖြစ်ပါတယ် Massive Open World Map တွင် SCI FI Weapon မျိုးစုံကိုအသုံးပြုပြီး PVP PVE တိုက်ပွဲတွေမှာပါဝင်နိုင်ပါတယ်။မိုဘိုင်းမှာ အလွန်မဲကောင်းမွန်တဲ့ရုပ်ထွက်နဲ့ Apple SCI FI ဆက်လန်းကိုခန်းစားချင်သူတွေအတွက်အကောင်းဆုံးရွေးချယ်မှုပါ။ Number 6 Radiation City Open Walls Bible Radiation City ဟာ Chernobyl ကဘာပြတ်ပြီးနောက်ပတ်ဝန်းကျင်နောက်ခံထားတဲ့ Open Walls Bible game တစ်ခုဖြစ်ပါတယ်။ဒီ game မှာကစားသူကိုအန်ဒီရှိတဲ့နေရာများပြီးစပြောင်းလဲနေတဲ့တတ္တဝါများနဲ့ရင်ဆိုင်ရင်း ကြောက်ဆုံးနေတဲ့လူတအူးကိုရှာဖွေရတဲ့ဇက်လန်းကိုဖျက်တမ်းစေမှဖြစ်ပါတယ်။ First person view နဲ့ကစားရပြီးပစ္စည်းရှာဖွေခြင်း၊ရင်မောင်းနှင်ခြင်း၊ရှင်သန်ရေးစခန်းတိစောက်ခြင်းတို့ကိုပြုလုပ်ရပါတယ်။ Realistic graphic နဲ့ကျဲပြန့်တဲ့ open wall ကစူးစမ်းမှုရဲ့ပျော်ရွှင်မှုနဲ့စိန်ခေါ်မှုကိုပေးစွမ်းနိုင်ပါတယ်။ offline မှာပဲစိတ်လှုပ်ရှားစရာကောင်းတဲ့စူးစမ်းရှာဖွေမှုနဲ့ Spyber Action ကိုခန်းစားချင်သူတွေအတွက်တင့်တော်တဲ့ game တစ်ခုပါရှင်။ Number 5 The Outlands 2 Spybot Sandbox Action The Outlands 2ဟာ low polygraphic နဲ့ဖန်တီးထားပေမဲ့နံနဲတဲ့ Spybot Sandbox Action ကိုပြီးစွမ်းနိုင်တဲ့ game တစ်ခုဖြစ်ပါတယ်။ဒီ game မျိုးပုံစံကတော့ပတ်ဝန်းကျင်စုစံအရှင်းမြစ်တွေစုဆောင်၊ကရိယာတွေဖန်နေပြီးရန်သူတွေနဲ့တိုက်ခိုက်ရတဲ့ hardcore spyball ပုံစံမျိုးဖြစ်ပါတယ်။ offline မှာပဲကိုယ်ပိုင်ရှင်သန်ရေးကဘာကိုတိဆောက်ပြီးစိန်ခေါ်မှုများစွာကိုရင်ဆိုင်ချင်သူတွေအတွက် The Outlands 2ဟာကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပါပဲရှင်။ number 4 Dagan's Days Spyball FPS Story Driven Dagan's Days are story driven story driven first person shooter FPS နဲ့ Spyball element ကိုပေါင်းစပ်ထားတဲ့ game တစ်ခုဖြစ်ပါတယ်ဒီ game ထဲမှာကစားသူဟာဆက်လန်းကြောင်းတိုင်း mission တွေကိုဖြတ်တန်းရင်ရှင်တန်းရေးကိုပါလှုပ်ဆောင်ရမှာဖြစ်ပါတယ် realistic graphic တွေနဲ့ဖန်တီးထားပြီးလက်နက်ပစ်ခတ်မှုဖီးကောင်းမွန်ခြင်း ။စွန်ပြီးမျိုးရက်မျိုးစုံနဲ့ရင်ဆိုင်ရချင်တို့ကဆဲလုံရှားစရာကောင်းပါတယ်။နှစ်နေနဲ့ဆက်လန်းကြောင်းကိုအသာပေးထားတာကြောင့်ရိုးရိုးပြစ်ခတ်မှုထက်ဆက်ကောင်ရဲ့ခန်းစားချက်နဲ့ဆုံးဖြတ်ချက်တွေကိုပါခန်းစားရမှာပါ။ဆက်လန်းပါနဲ့နဲ့တဲ့ spy ball action ကိုခန်းစားချင်သူတွေအတွက်မရှိမဖြစ် game တစ်ခုပါပဲရှင်။ Number 3 Ocean is home spy ball Iceland Iceland spy ball simulation ကျွန်းပေါ်မှာတယောက်တည်းရှင်သန်ရတဲ့ simulation spy ball game တစ်ခုဖြစ်ပါတယ်။ တီကင်းမြတ်မကစားသူဟာပြက်ကျသွားတဲ့လေရင်ကနေအသက်ရှင်ကျန်ရစ်သူတဦးဖြင့်ကျွန်းပေါ်ကတဘာဝပဝန်းကျင်ကိုအရှင်းမြစ်ရှာဖွေခြင်းအမဲလိုက်ခြင်းအခြေစိုက်စကန်ဆောက်လုပ်ခြင်းတို့လှုပ်ဆောင်ပြီးရှင်သန်ရမှာဖြစ်ပါတယ် Relaxing ဖြစ်တဲ့ gameplay ပုံစံနဲ့ Real Time Day Night Cycle နေ့ညချင်းပြောင်းလဲခြင်းတို့ကဆွဲဆောင်မှုရှိစေပါတယ် 3D Graphic တည့်ရက်ခြင်းနဲ့ လွတ်လပ်စွာစူးစမ်းနိုင်မှုတို့ကို offline မှာပဲပင်လယ်ပြင်ကျွန်းပေါ်ကရှင်သန်မှုစွန့်စားခန်းကိုခန်းစားချင်သူတွေအတွက်အကောင်းဆုံးရွေးချယ်မှုပါရှင်။ Number 2 Just Bible Multiplayer Spyball Sandbox Open World Just Bible Multiplayer ဟာဂိမ်းနာမည်မှာ Multiplayer ပါပေမဲ့ offline single player mode ကိုအပြည့်အဝပေးစွမ်းနိုင်တဲ့ Open World Spyball Sandbox game တစ်ခုဖြစ်ပါတယ်။ဒီ game ဟာရိုးရာ PC Spyball game များရဲ့ပုံစံကိုမြင်ញမ်းထားပြီး ကစားသူဟာကြီးမားတဲ့ map ထဲမှာလွတ်လပ်စွာစူးစမ်းရတာခြံစည်းရိုးတွေနဲ့စခန်းချရတာနဲ့ဝက်ပန်များစွာဖန်တီးရတာတို့ကိုလှုပ်ဆောင်ရမှာပါ graphic ကောင်းမွန်ခြင်း crafting system နဲ့နဲ့ခြင်းနဲ့ပတ်ဝန်းကျင်ရန်သူများ zone based animals တို့ကိုတိုက်ခိုက်ရခြင်းတို့ကစိတ်လှုပ်ရှားစေပါတယ် PC အဆင့် spyball sandbox action ကိုခန်းစားချင်သူတွေအတွက်မရှိမဖြစ် game တစ်ခုပါရှင် number 1 a human မိုဘိုင်းပလက်ဖောင်းပေါ်မှာ Enria Engine File နည်းပညာနဲ့ဖန်တီးထားပြီး Console Async Graphic ကိုပေးဆွနိုင်တဲ့ Share Walls Bible Shooter Game တစ်ခုဖြစ်ပါတယ်။ဒီ game မှာစိတ်ကူးရင်ဆန်တဲ့ကဘာပြက်ကဲနောက်ပိုင်းပတ်ဝန်းကျင်ကိုနောက်ခံထားပြီး Spyball, Open World, စူးစမ်းရှာဖွေမှုနဲ့ High End Action Shooting တို့ကိုပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။ Once human team ကစားသူဟာ Stardust လို့ခေါ်တဲ့အရာတွေကြောင့်ပုံတံပြောင်းလဲသွားတဲ့ကဘာကြီးကိုစူးစမ်းရမှဖြစ်ပါတယ်။ Massive map ပေါ်မှာပစ္စည်းတွေစုဆောင်းတာ ကြီးမားတဲ့အခြေဆိုင်စခန်းတွေဆောက်လုပ်တာ base building နဲ့ထူးခြားတဲ့ monster တွေနဲ့ boss တွေကိုတိုက်ခိုက်ရတဲ့ action တွေကိုအတိအကအသားပေးပါတယ်။ 4K graphic ကို support ပေးနိုင်ခြင်း SCI FI weapon မျိုးစုံကိုစိတ်ကြိုက်ဖန်တီးနိုင်ခြင်းနဲ့လင်းမြန်တွက်လက်တဲ့ shooter gameplay တို့ကြောင့်ကစားရတာဆွဲမှတ်စရာကောင်းပါတယ်။ high end graphic ကျယ်ပြန့်တဲ့ open world နဲ့ FASCIFIN ကိုခန်းစားချင်သူတွေအတွက် Once Human ဟာမဖြစ်မနေစမ်းစော့ကြည့်တဲ့ Masterpiece တစ်ခုပါပဲရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့မှပြောပြခဲ့တဲ့ Game Set ကိုတော့ပရိသတ်ကြီးကဘယ် game ကိုကြိုက်လဲဆိုတာကို comment ထဲမှာရေးခဲ့ပေးပါဦးရှင်နောက်ထပ်ရောဘယ်လို game မျိုးတွေကိုတင်ဆက်ပေးရမလဲဆိုတာကိုလည်းတောင်းဆိုလို့ရပါတယ်နော်နောက် video မှာပြန်တွေ့ကြပါမယ်ရှင် channel လေးကိုလည်း subscribe လုပ်ခဲ့ပါအောင်နော်